ောင်းဆရာတွေရေးတဲ့ကြောင်းကြပြားတွေဒီစီဇန်လေးမှာတော့ထိုင်းမြန်မာနယ်စပ်မြန်ဆောင်မြို့အခြေဆိုင်ရွှေပြောင်းပညာရေးကျောင်းတွေကဆရာဆရာမတွေရေးသားဖန်တီးတဲ့ကြပြားလေးတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကဏ္ဍလေးမှာတော့မြန်ဆောင်အခြေဆိုင်ရွှေပြောင်းစာသင်ကျောင်းတွေကဆရာဆရာမတွေရဲ့ကြပြားတွေအပြင်စာမှုပေးပို့တဲ့ကျောင်းတွေရဲ့တမိုင်းကျောင်းတွေသင်ကြားသင်ယူမှုလုပ်ငန်းစဉ်အပြင်ကျောင်းတွေရဲ့အခက်အခဲစိန်ခေါ်မှုနဲ့အောင်မြင်မှုတွေကိုလည်းမျှဝေပေးသွားအောင်ပါ။ ထိုင်းမြန်မာနယ်စပ်ဒေသကိုအကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိလာတဲ့ကလေးငယ်တွေရဲ့ပညာရေးအဆက်မပြတ်ဖို့အဓိကပံ့ပိုးပေးနေတဲ့ရွှေပြောင်းစာတင်ကျောင်းတွေရဲ့အကြောင်းကိုနားဆင်လေ့လာရင်းနဲ့ဆရာတွေရဲ့ကြပြားတွေကိုလည်းနားထောင်ပေးဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်ဒီကနေ့ကြပြာကဏ္ဍအတွက်ပွဲဥထွက်ဆောင်မှုပေးလာတာကတော့ မဲဆောက်ခရိုင်ဖောက်ဖရာမြို့နယ်ကီလို48မှာတည်ရှိရဲ့ Pipe School ရွှေပြောင်စာတင်ကြောင်းကပဲဖြစ်ပါတယ်။အပြာတင်ဆက်မှုမတိုင်ခင်မှာ Pipe School စာတင်ကြောင်းဖြစ်ပေါ်လာပုံစိန်ခုံမှုအောင်မြင်မှုနဲ့အခက်အခဲတွေကိုဖတ်ကြားတင်ပြပေးမှာဖြစ်ပါတယ်။ไฟท์สกูลท้ายမြန်မာနယ်စပ်တာခရိုင်မဲဆောင်မြို့ဖောက်ဖရာမြို့နယ်ခွဲကီလို48မှာတည်ရှိရဲ့ไฟท์สกูลကို 2022ခုနှစ်ဇွန်လတရက်နေ့2017-2022ပညာသင်နှစ်မှာစတင်တည်ထောင်ခဲ့ပါတယ်။ကျောင်းသားဥယျာဉ်55ဦးဆရာဆရာမ2ဦးနဲ့စတင်လာခဲ့တဲ့ကိုထူကိုထစာတင်ကျောင်းဟာမူလရန်ပညာရေးကိုစတင်ခဲ့တာဖြစ်ပြီး2016-2019မှာပြည်တွင်းပညာရေးနဲ့ချိတ်ဆက်နိုင်ခဲ့ပါတယ်။2017-2018ခုနှစ်မှာတော့ NFPE ပညာရေးစနစ်နဲ့ချိတ်ဆက်နိုင်ခဲ့ပြီး2019-2020ခုနှစ်မှာတော့ အလဲတန်းပညာရေးကိုတိုးချဲ့နိုင်ခဲ့ပါတယ်2023-2024ပညာသင်နှစ်ကစပြီးထိုင်းကောဆောနိုနှင့်ချိတ်ဆက်ကကလေးများထိုင်းစာတက်မြောက်ရေးအတွက်စတင်တင်စားစေခဲ့ပြီးအသက်၈နှစ်အထက်ကလေးဥယျ၄၅ဦးကို တက်ရောက်စေခဲ့ပါတယ်၂024ခုနှစ်မတ်လထိုင်းစာမေးပွဲဝင်ခွင့်ကိုကလေး၂၆ဦးဝင်ရောက်ဖြေဆိုနိုင်တဲ့အထိ white school စတင်ကြောင်းကပံ့ပိုးပေးခဲ့ပါတယ် ကိုထုကိုထစတင်ကြောင်းဖြစ်တဲ့အတွက်စိန်ခေါ်မှုနဲ့အခက်ခဲမျိုးစုံကိုရင်ဆိုင်ခဲ့ရသလိုအလှရှင်မရှိတဲ့အတွက်အဆအဆအရာရာခက်ခဲပြီးဆရာဆရာမများကလည်းစေတနာဝန်ထမ်းတွေဖြစ်ကြပါဗျ။ဖော်ဖရာမျိုးနယ်ကွဲကီလို48မှာတရှိရဲ့ Five School ကျောင်းမှာဘော်ဒါကလေး14ဦးနဲ့ကျောင်းအိတ်ကျောင်းစာကလေးများအပါအဝင်ဆရာဆရာမတွေကိုလည်းနေထိုင်မှုစီစဉ်ပေးထားပါဗျ။ Five School ရဲ့လက်တော်အခက်ခဲတွေဟာဆရာဆရာမလာစားကျောင်းရက်တည်ရေးမိကရေးက အင်လာကအင်တာနက်အကူအညီတွေအပြင် ခလီများအတွက်ចောင်းတုံးအထွေထွေစရိတ်လွယ်အိတ်စာရေးကရိယာစသည့်အသုံးဆောင်ဖြစ်စည်းတွေဖြစ်တယ်လို့သိရပါတယ်။ကီလို48က white school စာတင်ကျောင်းဟာဝင်ရေးကြေးရေးစိန်ခေါ်မှုများစွာရှိတဲ့အတွက်အလှူရှင်များလှူဒန်းနိုင်တယ်လို့ဒီအစီအစဉ်လေးကနေတဆင့်သတင်းစကားပါထားပါတယ်။ နင်းဆောက်ခရိုင် ဖုတ်ဖရာမြို့နယ်ကီလို48မှာရှိတဲ့ White School မှာတာဝန်ထမ်းဆောင်နေတဲ့ကလောင်ရှင်ဆရာလေးပါဒီစုရဲ့တငယ်ချင်းဆိုတဲ့ကဗျာကိုမဲဆောက်မြို့ခွဲကပောင်ကရင်အမျိုးသားအထက်တန်းကျောင်းကဆရာသူရင်ကခန်းစားတင်ဆက်ပေးထားပါဗျ။တငယ်ချင်းဖူးငုံစရွယ်ကျောင်းတော်မြင်မှာပညာရှာကြားတူဘဝဖြူဖြူစင်စင်ယိုယိုတတ်တာစိတ်ဆန္ဒကြောင့်ထာဝရပေါ့ အငယ်ချင်းရဲ့စိတ်ဆိုးစိတ်ကောင်တစိမ့်လုံးမှာအချိန်တို့တွင် ပြုံးပြရင်ပေါ်တငယ်ချင်းရဲ့ပြောစရာကောင်းအပူပင်မဲ့ဒုဘဝဟာတခါပဲရတခါပဲရတတိယဘောတငယ်ချင်းရဲ့ဝန်လန်းစားရွယ်အကြောင်းကိုဆုံးခွာပညာရှာကြဒုဘဝလှနေရာတွေကွယ်အချိန်နေလွယ်ခွဲခွာခဲ့ကြတခဏမှ အောင်မြင်ခြင်းကအဓိကပေါ်တငယ်ချင်းရဲ့စုတူကောင်းပတ်ပြောင်းခဲ့ရသည်အတူဆိုးလို့အတူကောင်းဖို့လောကအလေလက်ကိုတွဲပေါ်တငယ်ချင်းရဲ့ကျွေးလွန်းလို့နေတစ်ချိန်ကကြာပြန်လဲတွေးကြသူဘဝလာအသက်ရလာတဖန်ပြန်စုံငယ်စဉ်အကြောင်းပြန်ပြောင်းတည်းရမင်းရဲ့အကြောင်း ပြောဆိုမြဲပေါ်တငယ်ချင်းရဲ့အောင်မြင်ချရှုံးအေးမလုံးငယ်ဘဝကိုနောက်ပြန်လဲရဲ့ ပြုံးပျော်ရွှင်စွာရင်ခုန်စေဖို့တငယ်ချင်းရဲ့မြေခါရွက်ကြွေတငယ်ချင်းတွေကောင်းရာသူကလေးလာပါစေလို့တို့ရိစုံနိုင်ဆုတောင်းစေဖို့တငယ်ချင်းရဲ့ Liberty Soup White School Popra 28 ရွှေပြောင်ဒေတာပညာရေးရဲ့ကျောင်းဆရာတဦးဖြစ်တဲ့ဆရာလေးပါတီစုရဲ့တငယ်ချင်းဆိုတဲ့ကဗျာကိုခန်းစားနားဆင်ပေးခဲ့ကြတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်။ဒီအစီအစဉ်လေးကတော့ထိုင်းမြန်မာနယ်စပ်မင်းဆောင်ရွှေပြောင်ဒေတာမှတည်ရှိတဲ့ရွှေပြောင်စာတင်ကျောင်းကဆရာဆရာမတွေရေးသားဖန်တီးတဲ့ကဗျာတွေကိုတင်ဆက်ပေးတာဖြစ်ပါတယ်။နောက်ထပ်တင်ပြမယ့်ကဏ္ဍမှာလည်းမင်းဆောင်မှအခြေစိုက်တဲ့ရွှေပြောင်စာတင်ကျောင်းတွေကပါဝင်မလဲ။ လောင်ရှင်ဆရာဆရာမတွေကဘလူကပြားတွေကိုရေးသားပေးပို့ကြမလဲဆိုတာစောင့်မျှော်အားပေးဖို့ဖိတ်ခေါ်ပါရစေရှင်။ចောင်းဆရာတွေရေးတဲ့ចောင်းကပြားတွေအစီအစဉ်ကိုအချိန်ပေးနှាសင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီကိုကျမတို့ဘောရာအေခုအဖွဲ့သားတွေကကျေးဇူးအထူးတင်ရှိပါတယ်။ကျမကေစင်ပါ